Hello, nanza tenen da mo, ge ma ge min ju, mai isan da ang ge si. အဲ့တော့မင်္ဂလာပါရှင်ညီမနာမည်ကတော့မိုင်းအေးဆန္ဒအောင်ဖြစ်ပါတယ်အာညီမကတော့အမ်မတူပြီမှာမွေးပါတယ်ပြီးတော့လက်တမှာကြည်ပြစ်ပါတယ်အမေကတော့ flam လူမျိုး flam chin ဖြစ်ပြီးတော့အဖေကတော့ပမာဖြစ်ပါတယ်ရှင်ပညာရေးကကြတော့ဟို bitet civil ပွဲရရှိထားတယ်ပေါ့နော်ပခုတ်ကူမှာပခုတ်ကူမှာ bitet civil ပွဲရရှိထားပါတယ် be final ကတော့ ongoing ongoing ဟာ covid ကြရနေပြီးတော့မတက်ဖြစ်တော့ဘူးပေါ့နော်အခုချိန်ထိ ာမတက်ဖြစ်တော့ဘူးဖြစ်တယ်ဆိုတော့ပီတက်ပီတက်ပွဲလေးတော့ရခဲ့ပါတယ်အဲအလောက်ကိုင်းနေတဲ့အကြတော့ဒီအခုလောလောဆယ်ကတော့ပြန်ပွဲပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နားထားတယ်ဒီရန်ကုန်မရောက်ခင်တော့ကကြတော့ဟာခါမှာလောင်းစီဌာနမှာဂျူနီယာအင်ဂျင်နီယာအနေနဲ့ဝင်မှာဝင်ရောက်ပြီးတော့လုပ်တယ်ပေါ့နော်ပြီးတော့ဒီရန်ကုန်ရောက်လာတဲ့ချိန်မှာလည်း company မှာအဲ့လိုဂျူနီယာအင်ဂျင်နီယာအနေနဲ့အလုပ်လုပ်တယ်ပြီးတော့အခုကကြတော့ပြန်ပွဲပြိုင်ချင်လို့ဒီ ဟိုဟာကလေးကနလပိုင်းကုံပေါ့နော်၃လပိုင်းကလေးကနေ၃လပိုင်းလောက်ကလေးကနေပြီးအလုပ်ထွက်ထားပါတယ်အခုလက်ရှိအခုလက်ရှိအနေနဲ့ကတော့ Miss Universe မြန်မာ2025မှာ Flam ကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေပါတယ် ဝါသနာကကြတော့ငငယ်ကလေးကရယာဝါသနာပါရပေါ့နော်ဒီဘာမှမသိတတ်တဲ့အရွယ်ကရယာနေပြီးတော့အိမ်မှာမတူပြီးမှတော့အိမ်မှာ TV လေးရှိတယ် TV ညီအောင်လေး black and white TV လေးပေါ့နော်အဲ့ခေတ်တုန်းကအဲ့ TV မှာမဲမဲပြိုင်ပွဲတွေပေါ့နော်လာတဲ့ချိန်တိုင်းမှာ အများရန်ကြီးတယ်လို့အမေတို့ကပြန်ပြောပြပါတယ်ပြီးတော့အဲ့မှာသူတို့ဝတ်တဲ့မယ်တွေဝတ်တဲ့လက်ပြက်လေးနဲ့ရင်ဖုံးလေးနဲ့ဂရီပါဖနက်လေးအဲ့လိုမျိုးတွေဆိုအများရန်ပူဇာတယ်ပေါ့နော်ပူဇာတယ်လို့အဲ့လိုမျိုးအမေတို့ကတော့ပြန်ပြောပြဖို့ရတယ်ဟာဒီလိုမျိုးပြိုင်ပွဲပြိုင်ဖို့အကွာကဝတနာပါမန်းတော့တည်တယ်အចောင်းပွဲတွေမှာတော့ပြိုင်ဖို့ရဒါပေမဲ့ဒါအចောင်းကတော့ပြိုင်ပွဲမဟုတ်လေဒီတိုင်းအဲ့လိုအចောင်း fresher welcome လို့ပါလို့ဆိုတော့အဲ့လိုမျိုးမှာတော့ လျှောက်ဖူးတယ်ပြိုင်ဖူးတယ်အဲ့လိုမျိုးကတော့ဟိုဟာလေးလေးတန်းလောက်ကလေးကခုနှစ်တန်းလားလေးတန်းလားအဲ့လောက်ကလေးကနေပြီးတော့ကျောင်းကပွဲတွေကျောင်းစုပေးပွဲတွေအဲ့လိုမျိုးမှာပါဖူးတယ်ပေါ့နော်ဒါပေမဲ့တကယ်ဆဆချင်းပြိုင်တာကတော့မမှန်ရရ2016လားမသိဘူး CU CUSF ချင်းချင်းကျောင်းတာ group လေးအဲ့ဒီဟာခါမှာလုပ်တယ် အခါမှာအဲ့မှာလုတ်တဲ့ချိန်မှာညီမကို mental အဲ့ကအဲ့တော့က mental ကနေသွားတော့ mental ကိုစားပြုတ်နေနဲ့ miss ပြန်ခိုင်းကြတယ်ပေါ့နော်လူကြီးအကြီးတွေကအကိုတွေအမတွေကပြန်ခိုင်းကြတော့အဲ့မှာညီမကမထင်မှတ်ပဲနဲ့ဟာခါမှာ CUSF miss ဖြစ်သွားတယ် miss ဖြစ်သွားတယ်အဲ့အဲ့မှာပိုးကစတာလို့ပြောလို့ရတယ်ပေါ့နော်အဲ့ကနေပြီးတော့2016အဲ့ဒီမှာရတယ်ရပြီးတော့2019မှာ miss miss အာ miss ပွဲတစ်ခုကလေးမျိုးမှာပေါ့နော်အဲ့ဒီပွဲကတော့အခုပြောလို့မရဘူးပြောလို့မရဘူးအဲ miss ပွဲတစ်ခုမှာ2019 2019ကကလေးမျိုးမှာလုပ်တဲ့ပွဲမှာဝင်ပြိုင်လိုက်တယ်ဝင်ပြိုင်လိုက်တော့အိတ်ကနေပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်ပေါ့နော်2019မှာ miss universe ပခုတ်ကူပေါ့နော်ပခုတ်ကူမှာညီမအဲ့ဒီတော့အကြောင်းတက်နေတယ်ကြောင်းတက်နေတော့အဲ miss universe ပခုတ်ကူဝင်ပြိုင်လိုက်တယ်2019မှာဝင်ပြိုင်ပြီးတော့2020မှာ miss universe မြန်မာမှာ ပခုတ်ကူကူစားပြုအနေနဲ့ပြိုင်နေပေါ့ပြိုင်နေပြီးတော့အဲ့မှာလည်း national costume ပြီးသွားတဲ့အချိန်မှာ covid ဖြစ်သွားတယ်ဖြစ်ပြီးတော့ညီမဆက်မပြိုင်တော့ဘူးဆက်မပြိုင်တော့ဘဲနဲ့အာဟာခါမှာအကြောင်းလဲနားလိုက်တော့ဟာခါမှာအလုပ်တက်လုပ်တယ်အလုပ်တက်လုပ်တော့အသူတို့ကပြန်ခေါ်တယ် Miss Universe မြန်မာက covid နည်းနည်းညင်သွားတဲ့အချိန်မှာပြန်ပြန်လာဖို့အကုန်လုံးကိုပြန်ခေါ်တဲ့အချိန်မှာညီမကကြတော့ ချင်းပြည်နယ်ကပထမဆုံးကိုဗစ်ဖြစ်တာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝင်အထွက်တွေကအရန်ကျန်းနယ်လိုင်းကားတွေလည်းမရှိတော့ဘူးဆိုတော့မတော်ပြန်မသွားဖြစ်တော့အလိုလိုပြုတ်သွားတယ်ပေါ့နော်ပြုတ်သွားတယ်အပြီးတော့ဒါအခုပြီးတော့2024တုန်းက Miss Universe နေ့ပြီးတော့မှာဟာခါနဲ့ Flam ကိုရွေးမယ်ဆိုပြီးတော့နေ့ပြီးတော့မှာလုပ်တဲ့ပွဲမှာ Miss Universe ဟာခါနဲ့ Flam ကိုရွေးမယ်ဆိုပြီးတော့ပြောပြီးရတော့ နေပြီးတော့ထိညီမပြန်သွားပြိုင်တယ်ပြန်သွားပြိုင်နေတာမဲ့အဲ့ဒီနှစ်တုန်းကကျတော့အကြောင်းအကြောင်းကြောင့်ပေါ့နော်ဖတ်ရနာအပ်နေပဲကြီးနေခဲ့ရတယ်အဲ့ဒါကြောင့်မို့လို့ဒီ2025မှာပြန် join တာအဲ့ဒါ flam ကိုစပြုရခဲ့တာဖြစ်ပါတယ်ဟုတ် ကြတော့တချို့ပေါ့နော်တချို့ကြတော့လေတိုင်းရင်သူဆိုရင်နည်းနည်းอืมတိုင်းရင်သူတိုင်းရင်သားတွေကိုနည်းနည်းဘယ်လိုပြောမလဲမခေါ်ချင်မပြောချင်တဲ့သူတချို့လေးလည်းရှိတယ်ဒါပေမဲ့အခုခုနောက်ပိုင်းမှာတော့2019တော့ကဆိုတော့အဲ့လိုမျိုးပုံခံစားရတယ်ဒါပေမဲ့ဒီဒီနှစ်ကကြတော့အဲ့လိုမျိုးမခံစားရတော့ဘူးမခံစားရအကုန်လုံးကတန်းတူညပဲလို့အမ်မြင်မိရဲ့ပြီးတော့ဒီနှစ်ဆိုရင်လည်းပြန်ရတာအရန်ပြောစရာကောင်းတယ်လို့ကိုယ်ကိုအကုန်လုံးအဲ့လို အာဘယ်လိုပြောမလဲခွဲခြားဆန္ဒမျိုးတွေလည်းတိတ်မရှိဘူးပေါ့နော်2019တော့ထက်ဆိုင်တော့ပို့ပြီးတော့လူတွေကလည်းပွင့်လင်းမြင်သာလာကြတယ်လို့အမြင်ကျဲလာကြတယ်တော့ထင်ပါတယ်အခုအဲ့လိုမျိုးခက်ခဲတာမျိုးတော့မရှိပါဘူးခုချိန်ထိတော့ဟုတ် တဲ့ဒီဒီ Miss Universe မြန်မာမှာကကြတော့နှစ်တိုင်းဟာခါနဲ့ Flam ဆိုပြီးတော့ရှိတယ်ဒီနှစ်မှာလည်းဟာခါညီမလေးနန္နာရှိရပေါ့နော်မနေ့မနေ့မနေ့တော့ဝကျင်းပတယ် National Costume ပွဲမှာလည်းနန္နာက People Choice Award ကိုရရှိခဲ့တယ်ပေါ့နော်အာ Miss Universe ဟာခါ People National Costume People Choice Award ရခဲ့တယ်ပြီးတော့ညီမကကြတော့ Miss Universe Flam မော်နော် Flam ကို miss ပွဲကဘယ်လိုလဲဆိုတော့ miss ပွဲတွေတိုင်းမှာ final မရောက်ခင်မှာ national costume ဆိုပြီးပြန်ရတယ်အခုညီမကြအမကြတော့ flam ကိုစားပြုဆိုတော့ဒါချင်းရွေးရဝတ်ဆောင်နဲ့ flam လည်းပါတယ် flam တင် flam နဲ့ပတ်သက်တာလည်းပါတယ်ချင်းချင်းကိုစားပြုဆိုပြီးတော့အဲ့လိုမျိုးပြန်လိုက်တာပေါ့เนาะဒါက miss ပွဲတိုင်းမှာတော့ဒါရွေးရဝတ်ဆောင်ပြန်ရွေးရအမျိုးသားဝတ်ဆောင်ပြန်ပွဲကတော့ရှိတယ်ဆိုတော့လေအဲ့ဒါကြောင့်မို့လို့ပြီးတော့ဒီချင်း ချင်းမှာဖလမ်တီတန်ကြီးပဲမသွားကြအောင်ပေါ့နော်ဒါချင်းကြီးရဲ့ကုံဆောင်ဖြစ်တဲ့အာအောက်ချင်းညက်နဲ့ဝင်ရောက်ပြီးတော့ရှင်ပြိုင်ရှင်ပြိုင်ဖို့ဒါအကိုတွေနဲ့တိုင်ပင်ပြီးတော့မှအောက်ချင်းညက်ပုံစံနဲ့အောက်ချင်းညက်ကို expire ယူပြီးတော့အာအစတော့ကတော့ဒီဇိုင်နာနဲ့အမဲပေါ့ဒီဇိုင်နာနဲ့အမဲဒီဇိုင်နာနဲ့ချုပ်ကြမယ်ဆိုပြီးတော့ဟိုပြောတဲ့ချိန်မှာဒီဇိုင်နာနဲ့အမဲဆိုရင်အကုန်ကြအရင် များသွားမှာစိုးရိမ်နေတဲ့အတွက်ကြောင့်မို့လို့ကိုကနဲ့ကိုပဲစူးစမ်းပြီးတော့ဖန်တီးကြမယ်ဆိုပြီးတော့အကိုရင်းနဲ့မီတင်ထိုင်တယ်ကိုဘစ်ကဲတို့ကင်မရာကိုရီသူအောင်စတိုင်လစ်ကိုကိုညီပြီးတော့မိတ်ကဆိုင်တို့နဲ့တို့နဲ့မီတင်ထိုင်တဲ့အချိန်မှာအကွာကိုပဲလောက်ကြမယ်ဆိုတော့တမီးကဘယ်လိုလေးလောက်ချင်လဲလို့တို့ကမေးတဲ့အချိန်မှာအာအောက်ချင်းညက်ပုံစံလေးအောက်ချင်းညက်ကို expire ယူပြီးလုတ်ချင်တယ်ပေါ့အဲ့လိုပြောတော့ဒါဆိုရင်လို့ကိုကနဲ့ကိုစီစဉ်ကြမယ်ပုံကြစေအနေဆုံးဖြစ်အောင်လုတ်ကြမယ်ပေါ့ လို့ပြောရင်းနဲ့မှာဒီရိုးရာဝတ်ဆောင်လေးကိုထမိန်ကိုပေါ့နော်ထမိန်ကိုကိုယ်နဲ့ကိုချုပ်ကြမယ်ဆိုပြီးတော့ဖြစ်သွားတယ်ဖြစ်သွားတော့ကိုယ်နဲ့ကိုဒီချင်းရဲ့ဘဝအစလေးပေါ့နော်ဒီထမိန်တကွလုံးဝယ်ဖို့ကြတော့လဲချင်းထဲရဲ့ဈေးကဒီတဲ့အတိုင်းဆိုတော့ကြက်ခုတ်တစ်ဆိုရင်ရစီကြီးရဲ့ဆိုတော့မဝယ်နိုင်ဘူးပေါ့နော်မဝယ်နိုင်တော့ဒါဆိုရင်ဘဝလေးတွေကိုပဲဝယ်ပြီးတော့စုပြီးတော့ဆက်ပြီးတော့ လောက်ကြမယ်ဆိုပြီးတော့ချင်းပွားလေးတွေအုံလုံးစုပြီးတော့ဒီလိုမျိုးဖြတ်ဖြတ်ပြီးတော့ mendak complete အဲ့လိုမျိုးလေးပေါ့ဝတ်စုံလေးပေါ့နော် mendak complete အလမ်ဟာခာဒီတိုင်းအဲ့လိုအစုံပေါ့နော်ဒီလက်လမ်းမီတလောက်နိုင်တလောက်အကုန်လုံးကိုပွားလေးတွေဝယ်ပြီးတော့အဲ့လိုအရာလေးတွေကိုပြန်ဖြတ်ပြီးတော့ဆက်ပြီးတော့ဒီထမိန်ကိုဒီ detail ကိုကိုပြန်လုပ်ထားတာဖြစ်တယ်ပြီးတော့ဒီမှာအထိုးထားတဲ့အသီးလေးတွေထမိန်မှာ detail ထိုးထားတဲ့အသီးလေးတွေဆိုရင်လည်းကိုကနဲ့ကိုလက်လက် လက်ကိုလက်နဲ့ကိုယ်တိုင်ထိုးထားတယ်ပြီးတော့အဲဘေးဓာတ်ဆက်လိုက်တာလေးဆိုရင်လည်းဆက်နေမလိုက်ပဲနဲ့ကိုယ်ကိုယ်တိုင်လက်ချုပ်လေးနဲ့ပြီးအနားလုံးလေးတွေအောက်အနားလုံးလေးတွေအကုန်လုံးကိုအဲချုပ်လုပ်ထားတယ်ပေါ့နော်ပြီးတော့ခေါင်းမှာပါတဲ့ခေါင်းမှာပါတဲ့ဒီအတီးတွေဆိုရင်လည်းကိုယ်တိုင်ထိုးထားတာဖြစ်တယ်ဒီနှုတ်တီးရကြတော့ဒီပပုဆရာခေါမလားအဲ့လိုမျိုးနှုတ်တီးနဲ့အတောင်ပန်းကတော့ဒါအိုက်အိုက်ရတာပေါ့နော်ထမိန်နဲ့ဒီခေါင်းလေးတွေကကြတော့ကိုယ်တိုင်ဖန်တီးပြီးတော့ 調査ပြီးတော့အမောင်နှမတွေလောက်ထားတာပေါ့เนาะအဲ့ဒါလေးကဒီ Miss Universe မြန်မာ2025အာ National Costume ပြိုင်ပွဲမှာ Top 5အထိဝင်လာနိုင်ခဲ့ဝင်ရောက်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့လည်းတကယ်အဲခြေစွတင်နေချင်းချင်းနေလဲဒီ NC လေးကိုမြင်ကြတဲ့ချိန်မှာအာဂုံယူမိမယ်လို့အာမြင်မိပါတယ်တချို့အနေနဲ့ကြတော့လဲအမြင်မတော်တာလေးတွေတချို့ကြတော့လဲအာ ရှိခဲ့ပေမဲ့လည်းရှိပေမဲ့လည်းဒါကကြတော့ NC ဖြစ်တဲ့ creative လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ကရိုးရာနဲ့မကိုက်ညီရလေးရှိမှန်းဆိုရင်လည်းအာခွင့်လွှတ်ပေးချဖို့တရားနဲ့အားလုံးကိုလည်းတောင်းပန်ချင်ပါတယ်ဟုတ် တရားတော့ပြန်ပွဲရတော့ပြန်ဖို့အအစီအစဉ်မရှိတော့ဘူးပေါ့နော်ပြန်ပွဲရတော့မပြန်ဖြစ်တော့တော့ဘူးအအနုပညာလောက်ကတော့ဒါကိုယ့်ရဲ့အမျိုးတွေပြိသက်တွေအလုပ်ငန်းရှင်တွေကနေရာပေးရနေရာပေးတလောက်အလုပ်ချင်တယ်အလုပ်ပညာရောဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့နေရာရမယ်ဆိုရင်တော့နေရာပေးမယ်ဆိုရင်တော့ပြီးရင်ပြီးတော့တော့ဆက်ပြီးတော့လှုပ်ဆက်ပြီးတော့လှုပ်ချင်ပါတယ်